မင်္ဂလာပါမျိုးရေကျမမဘုဒ္ဓမဟာသေးပါရှင်ဒီနေ့နောက်25ခုနှစ်အောက်တိုဘာ26ရက်နေ့ဖြစ်ပါတယ်စကားတိုင်းဒေသကြီးအင်းတော်မျိုးနယ်မှာရဆိုင်ငယ်ပြမှုတန်တရာနဲ့နော်အင်းတော်ပြည်သူ့ကာကွယ်အဖွဲ့ကမျိုးသားတို့ကိုဖမ်းဆီးစစ်ဆေးခင်မှာလက်လုံပြီးတဆုံသွားပါတယ်တဲ့ဒီမှုနဲ့ပတ်သက်လို့တဲ့အင်းတော်ပြည်သူ့ကာကွယ်အဖွဲ့ရဲ့အထူးတာဝန်ခံကိုအန်ယူဂျီကစစ်ဆေးနေတယ်လို့ပြောပါတယ်အဲဆိုတာကသူတို့ကတခုတည်းကိုဖမ်းမိလာတော့မှတရားဥပဒေနဲ့အညီလုပ်တယ်ပေါ့ เนาะဒီတခုကိုဖမ်းလိုက်တယ်ဖမ်းလို့သူဖမ်းစစ်စစ်စစ်စင်မှာတည်သွားတယ်အဲ့ဒီအတွက်တရားမျှတမှုအမှန်တရားပေါ်ပေါက်ဖို့အတွက် NUG ကဆစ်ဆင်းနေတယ်ရှင်းပါလေလို့ပဲစင်ကူးမှာစတားလင်အနာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ဒီ PDF တွေနဲ့เนาะသူတို့အာ PDF ရဲ့ရောက်ခမမိသားစုနဲ့ပြဿနာတွေတက်ကြတာခင်ဗျားတို့မြင်လိမ့်မယ်အဲ့ဒီချိန်တုန်းကလည်း NUG ကစာရီထုတ်တယ် PDF ရဲဘော်တွေအနေနဲ့ကပြည်သူကိုမချေမငံဆက်ဆံလို့ထိထိရောက်ရောက်အရေးယူသွားမယ် ပြည်သူကိုချစ်ချင်းငငယ်ဆက်ဆံရမယ်ဆိုပြီးပြောရတယ်။အာဆိုတော့သူတို့ကပြည်သူကိုအလေးထားတယ်။အာတရားဥပဒေမဲ့မင်းမဲ့ဇယိုက်တွေမလုပ်ဘူးဆိုတဲ့သဘောနဲ့လူထုကိုပြည့်ရည်နဲ့ဝမ်းချတနည်းအားဖြင့်ဖနဲ့ချားကနတ်စကားထွက်ကြတယ်။တကယ်တော့ခင်ဗျားတို့ဒီအမှန်တရားကိုလိုလားတယ်တရားမျှတမှုကိုလိုလားတယ်တောင်းယူမှုတောင်းဝန်ခံမှုရှိရဲ့ဆိုရင်အခု2025ခုနှစ်အရှိလာပိုင်းအကုန်မှာသခိုင်းတိုင်းဟိုးမလင်းမြို့နယ်က PD ရဲ့ခေါင်းဆောင်စိုင်းအောင်အပါဝင် သူတပည့်အယောက်20ကိုအမှုကြီးကပြန်ဖမ်းသွားတယ်2025ရှစ်လပိုင်းအကုန်မှာပဲစကိုင်းတိုင်းမင်းကင်းမြို့နယ်မှာမင်းကင်း local union ဆိုတဲ့ PD ရဲ့အဖွဲ့တွေကိုအမှုကြီးကပြန်ဖမ်းတဲ့အတွက်သူတို့ကိုထောက်ခံနေတဲ့ဏီပေါ်ဏီပိလူပေါင်း200နီးပါးဆန္ဒပြကြတယ် ဒီအကြောင်းအရာကခင်ဗျားတို့ဒီတရင်မှန်လို့လက်ခံယုံကြည်အားပေးနေတဲ့ DPP ကကြီးနာခဲ့တဲ့တရင်ဒါဆိုရင်အဲ့ဒီလူတွေကိုအခု NUG ကဘယ်လိုဆွစီနေတယ်လဲ Homeland PDF ခေါင်းဆောင်ဆိုင်းရအောင်ပါဝင်အယောက်20မင်းကင်းလူငယ်ယူနီယက်က PDF အဖွဲ့တွေကို7လပိုင်းကုန်လုံးက NUG ကဖမ်းသွားတယ်အခုဘယ်လိုဆွစီနေတယ်လဲဒါအနည်းဆုံးဖြစ်စဉ်ကိုပြောပြတယ်နော် ရှေ့မှာလည်းပဲအဲ့ဒီလိုမျိုး NUG ကဖမ်းပြီးတော့လူသက်အလောင်းဖြောက်လိုက်တဲ့ကိစ္စတွေအများကြီးရှိတယ်။ခင်ဗျားတို့အဲ့ဒီလိုလူသက်အလောင်းဖြောက်လို့လည်းပဲခင်ဗျားတို့ကိုထောက်ခံတဲ့ညီပိနေကိုယ်တိုင်ကခင်ဗျားတို့ကိုဆန္ဒပြကြတယ်။ဒီမှုတွေကြတော့ခင်ဗျားတို့ဘာကြောင့်နှုတ်ပိနေကြသလဲ။ပရမဆုံးဖြစ်စဉ်က2021ဆဆချင်းမှာရင်းမပင် PD ရဲ့ခေါင်းဆောင်တဘီအေးဆရာတော်ဦးတော်ပါကရဲ့အခွဲက လူပေါင်း20နဲ့တယောက်ကိုတက်ပြလိုက်တယ်။သူတို့တက်တဲ့လူကရမပင်မြို့နယ်လာဖို့ကြေးပါမှာလူငယ်တယောက်ထိခိုက်ဒဏ်ရာရပြီး6ရက်ကျိုးသွားတယ်။6ရက်ကျိုးသွားလို့ဒီလူငယ်ကိုနော်ပရိဒါအဖွဲ့လိုမျိုးချက်ချင်းနေအဖွဲ့တွေကမြို့ကိုစေကုပ်ပူကားနဲ့ခေါ်သွားတယ်။အဲ့ဒီချက်ချင်းနေဝန်ထမ်းတွေကိုစီဒီယမ်လို့လို့ဆိုပြီးဖမ်းပြီးတက်ပြလိုက်တယ်။ဒီချက်ချင်းနေဝန်ထမ်းတွေကဂျိုးသားတဲ့ပြည်သူတွေပါဒီ လာဖို့ကြေးရွာက6လောက်ကျိုးတဲ့လူငယ်ကလည်းစစ်တပ်ထောက်ခံတဲ့တလန်မဟုတ်ပါဘူးဆိုတာကိုလောက်လံပြီးအာမခံပြီးတဲ့ဟီးရိုတိုက်ကဆိုရယ် PDF တစ်ခွဲလုံးကိုလည်းရင်းမပင် PDF ကောင်းဆောင်ဥတော်ပါကရအဖွဲ့ကတပ်လိုက်တယ်။ဒါကြောင့်မလို့ရင်းမပင် PDF ကောင်းဆောင်ဥတော်ပါကတို့အဖွဲ့ကိုအရေးယူပေးပါဆိုပြီးတော့စကိုင်းတိုင်းနေမှာရှိတဲ့ကျန်တဲ့ PDF အဖွဲ့ပေါင်း63အဖွဲ့ကအန်ယူဂျီကိုတိုင်ခဲ့တယ်။အခု9နေရှိပြီဘလို့စစ်စစ်ပြပြရိတ်လိုက်တယ်လေ။ Starlink ပြဿနာနဲ့ပတ်သက်လို့ဒီ strain ကိစ္စနဲ့ပတ်သက်ပြီးရန်ဖြစ်တဲ့ကိစ္စကလူတိုင်းကြိတ်လိုက်တာနဲ့ဒီအင်ရှင်မိသားစုတွေလုံးနေဆိုတာအလုံးသိအဲ့ဒီလိုအင်ရှင်မိသားစုတွေလုံးနေကိစ္စပေါ်တော့မှခင်ဗျားတို့ကပြည်တည်းတွေကပြည်သူတွေကိုမချေနိုင်ငံဆက်ဆံလို့ခင်ဗျားတို့စစ်ဆေးပါတယ်အပြစ်ပေးပါတယ်ရေးယူပါတယ်ဆိုရင် PD ရဲ့အဖွဲပေါင်း63ဘွဲ့ကိုယ်တိုင်ကတရလိုလို့ပြီးတိုင်နေမှုကြောင့်ခင်ဗျားတို့ဘာကြောင့်အပြစ်မပေးတာလဲ။ကျွန်မမြင်နေ။အဲ့ဒီရင်းမပဲ PDF ကပဲ2023ခုနှစ်က ကျလင်းချင်းမျိုးနဲ့စားခါရွာမှာရှိတဲ့အမျိုးသမီးတွေကို CDM လို့လို့ပါဆိုရင်ညာကြီးအချိန်မတော့ရွာကိုမိမိတ်အမောင်ချတွေဖမ်းသွားတယ်။သူတို့ဖမ်းခံရတဲ့အမျိုးသမီးတွေထဲမှာကိုဝင်6လရှိတဲ့အမျိုးသမီးတယောက်ပါတယ်။အဲ့ဒီအမျိုးသမီးတွေကိုမိမ6ယောက်ကိုညာကြီးအချိန်မတော့တရွာလို့အမောင်ချ CDM လို့လို့ဆိုပြီးဖမ်းဆီးတက်ဖြက်လိုက်တဲ့အမှုကိုဝင်အရင်မှဖြစ်နေတဲ့အမျိုးသမီးကိုတတ်လိုက်တဲ့အမှုကိုပေါ့ခင်ဗျားတို့အမျိုးကြီးကလို့စုံစမ်းစစ်ဆေးအပြစ်ပေးတယ်လေ။ နောက်ဆုံးအဲ့ဒီရင်းမပင် PDF ကပဲလောင်းတော်ကတပအမျိုးသားဘေးမဲ့တောမှာတစ်တေကိုထုတ်ရောင်းစားနေတာ80ရာခိုင်နှုန်းလောက်ပုံနေပါပြီဆိုပြီးတော့အနုကြည်ရှင်ကိုတိုက်စားပို့ခဲ့တဲ့ဥကပြရဲဘော်ကပြကိုခမားတို့အချင်းချင်းနှုတ်ပိတ်ပြီးတက်ဖြတ်လိုက်တယ်အနုကြည်ကဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးရင်းနေတယ်လေအဲ့ဒီရင်းမပင် PDF ကပဲဘိန်းမောင်ကိုကူလို့ ချင်းပြည်နယ်မှာချင်းလက်နက်ကိုင်တပုံခွဲကဖမ်းဆီးရမိတယ်။ရမပင် PD ရဲ့ကတရင်မှုရဲ့လက်မှတ်နဲ့ဘိန်းမောင်ခိုကူးတယ်။ခမားတို့ဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူလိုက်တယ်လေ။အဲ့ဒီရမပင် PD ရဲ့ဖွဲ့မှာပဲမင်းသားကြီးခေါ်ကျော်ဟင်းဆိုတဲ့ကောင်ကသူများမရကိုဝင်ဆောင်တဲ့ကိုမရင်းကျင်လို့ကိုဝင်ပြက်ကြသွားတယ်ခင်ဗျားတို့ဘလို့ဆုံးစမ်းစစ်စစ်အပြစ်ပေးအရေးယူတယ်2020နှစ်တက်တယ်ကပြောခဲ့တာเนาะ NUG ကပြောရေးဆိုခွင့်ရှိသူပါတို့92အောင်ပါတို့เนาะ ်အာ NUG ကဝင်ကြီးပါတို့နိုင်ကောင်းရွက်နိုင်ကောင်းရွက်ကိုယ်တိုင်ကရမပင် PDF ကဲဒီလူတက်မှုတွေအကြိမ်မှုတွေပြုမှုတွေကို NUG ကဝင်ကြီးနိုင်ကောင်းရွက်ကိုယ်တိုင်ကစုံစမ်းနေပါတယ်ဆိုပြီးခမတို့2020နဲ့တစ်တယ်ကပြောခဲ့တာအခု2025ရောက်သွားပြီဒီမှာလည်းအဖြစ်အင်းတော့ဘာကဘာဆိုင်ငယ်ခိုးမှုနဲ့လူတယောက်ကိုတတ်တာတောင်မှခင်ဗျားတို့စုံစမ်းစစ်ဆေးရဲဆိုရင်ဒီအမှုတွေကြာခင်ဗျားတို့ဘာကြောင့်နှုတ်ပိတ်နေကြတာလဲ ျမရဲ့ဗီဒီယိုဖိုင်တွေကိုအမြဲတမ်းဖြည့်ညက်ကဲလုပ်နေတဲ့ကောင်းလေးကောင်းမလေးဖြေးရင်လားကျမဆင်ခေါ်မယ်နောက်တစ်ခုပြန်မယ်မအစရဲ့တပ်ဖွဲ့ဝင်2ဦးအပါ3ဦးကိုမင်းကင်းမြို့နယ်တရင်လေးကပြစ်ခတ်ဖမ်းဆီးတဲ့အတွက်ဒေသခံတွေစန္ဒပြတောက်ဆုံနေကြပါလေတဲ့ဒါကခင်ဗျားတို့အားပေးနေတဲ့မြေအလက်တန်တရင်ဌာနကရေးသားဖော်ပြတာနော်အဲဒီမှာလက်တင်လာဟောင်းအာနာရှင်လောက်အလိုမရှိဆိုပြီးတော့သူတို့ခင်ဗျားတို့ကိုအားပေးတဲ့နေပင်းတွေကိုယ်တိုင်စန္ဒပြတောက်ဆုံရဲခင်ဗျားတို့ဘလို့စုံစမ်းစစ်ဆေးအပြည့်ပေးတယ်နောက်မှု ပါလာဖပလဲမောင်တင်းဆုံးမှုအမှုမှန်ပေါ်ပေါက်ရေးအန်ယူဂျီမှအမြန်ဆုံးဖြည့်ရှင်းပေးရေးဒူအေးဆိုပြီးတော့ဆန္ဒပြနေကြတယ်နောက်တစ်ခုပြမယ် data mine နဲ့သဘောမတူပဲရွှေမျိုးစီမံကိန်းလုပ်ထားကြအောင်မင်းကင်းရပါဖပါကဖတွေကို data ခန်ဒီကနှစ်ကြိမ်စတိုင်းဆန္ဒပြပါတယ်တဲ့ဒါကခင်ဗျားတို့အားပေးတယ်တဲ့မြန်မာနိုင်ငံတည်းအဲ့ဒီရွှေမျိုးတွေလို့လို့ဆန္ဒပြတာကဒီမင်းကင်းတစ်ခုလည်းမဟုတ်ဘူးဘုတ်တယ်လည်းမလည်းဒီလိုပဲ မင်းတို့စီကလည်းနေတွေကခရိုနီတွေကိုကာကွယ်ဖို့အတွက်လားဆိုပြီးပေါ့မင်းကင်းပါတဲ့ဇဏပြတာမဟုတ်ဖယ်နဲ့ဘူးတလင်ပါလေအဲ့ဒီရွှေမျိုးစီမံကိန်းတွေရွှေချင်းတဲ့လုပ်ငန်းတွေကိုခရိုနီတွေကိုလက်နက်ကင်ပြီးကာကွယ်ပေးထားတဲ့ PTF တွေကိုမိပေါ်နေပိတ်တွေကိုယ်တိုင်ကဇဏပြပြီးတော့တံကွက်ခဲ့ဘူးလေခင်ဗျားတို့အန်နူဂျီဘလို့စုံစမ်းစစ်စစ်ပြစ်ပြအရေးယူတယ်လေနောက်ထပ်တက်ဖို့ဓမြလိုက်တဲ့ပပပတွေကိုအရေးယူမယ်လို့ဝက်လက်ရဲတဲ့ခွဲကပြောပါတယ်တဲ့ဒီသူ ပကဖဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေပြီးတော့ပြည်သူကိုပြန်ပြီးဓမြတိုက်တယ်ဓမြတိုက်တဲ့ကောင်တွေကိုဖမ်းမိတယ်ဝက်လက်ဖားကဖားကအပြစ်ပေးမယ်လို့ပြောတယ်အခုခမရတို့ဘလို့ဆုံဆန်းဆစ်ဆေးအပြစ်ပေးအရေးတယ်ဖနေချားကလက်စကားထွက်ပြီးတော့ခမရတို့ကအမှန်တရားတွေတရားမျှတမှုတွေရှိပါတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်စတားလင်ကိစ္စလိုမျိုးအင်းတော်ကဆိုင်ရန်ခိုးလို့ ခိုးတဲ့အမှုပုံစံမျိုးအသေးအဖွဲလေးတွေနဲ့နာမည်ကောင်းရှုမနေပဲအခုလိုမျိုးတိုင်းသိပြည်သိကဘာသိရုံမှရက်ဆက်မှုတွေကိုသာခင်ဗျားတို့ကိုထောက်ခံနေတဲ့နေကိုနေပိန်းနေကိုယ်တိုင်ကမခံနိုင်လို့ဆိုင်ပုတ်တွေဆွဲကင်လမ်းမပေါ်ထွက်ဆန္ဒပြရအမှုတွေကိုသာခင်ဗျားတို့စုံစမ်းစစ်ဆေးအပြစ်ပေးပါတတ်တိရှိရင်တာဝန်ယူမှုတာဝန်ခံမှုရှိရင်စုံစမ်းစစ်ဆေးကြပါ